ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ငွေဝင်အကျန်းဆုံးရှင်သင်ဝိရိမန္တန်တပုတ်မြောက်ပေးမှာဖြစ်ပါတယ်ငွေတွေအဆင်မပြေတဲ့မိတ်ဆွေများဒီမန္တန်ကိုအသုံးချကြည့်ပါ24နိုင်အတွင်းမှာပဲအစွမ်းနေပြပါလိမ့်မယ်ဗျာအရန်ဆွမ်းပါတယ်အဲ့တော့နေတိုင်းရုပ်နေတိုင်းဆွမ်းပါတယ်ဗျာအဲ့တော့ရုပ်ပုံရုပ်နီးနဲ့အသုံးပြုဖို့ပြုနေလေရောတခြားလေးမြောက်ပေးပါမယ်ဗျာပထမဆုံးကျွန်တော်တို့တွေမနက်ပိုင်းစားရုပ်မယ်เนาะမနက်ပိုင်းမှာခြေလက်တွေဆေးလိုက်မယ်ခြေလက်လေးဆေးပြီးခြေလက်လေးတက်ပြန့်ပြီဆိုလို့ရှိရင်အိမ်မှာ အိမ်မှာအရင်ဖះကိုအတီးတလုံးကပ်ပေးမယ်။ဘာတီးနေနေကိစ္စမရှိဘူးချိုးရင်ပြီးတာပါပဲ။အတီးတလုံးကပ်ပေးမယ်ပြီးပြီ။ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီရှင်သေဝရိရှင်ရှင်ရှင်သေဝရိပေါ့နော်။ရှင်သေဝရိဒီကျွန်တော်တွေမထေမြတ်ကြီးကိုအာယုံပြုတ်ပြီးတော့ဒီမန်နံကိုရွတ်မှာဖြစ်ပါတယ်။အဲ့တော့ဒီမန်နံကိုရွတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တွေအိမ်ရှိပေါ့မှာရွတ်မယ်။ ကိုယ့်ရဲ့ပတ်စံအဲ့ဒီတော့မဟုတ်ကိုယ့်ပတ်စံတရွက်ကိုကင်ပြီးယွတ်မယ်ကိုကိုကိုယ့်ပတ်စံထဲမှာရှိတဲ့ပတ်စံတွေထုတ်လိုက်ဗျာထုတ်ပြီးအဲ့ပတ်စံတွေကိုကင်ပြီးတော့ယွတ်မှာဖြစ်ပါတယ်ယွတ်မယ်မန္တန်ကတော့29ခေါက်ဖြစ်ပါတယ်ဗျာယွတ်မယ်မန္တန်ကတော့မဟာတိဝိလိစမဟာတုခံမဟိတိကဒါလေးပါပဲ ခါရတူတူလေးပဲเนาะမဟာတိဝိလိစမဟာတုခံမဟိတိက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 ဆိုပြီးမိတ်ဆွေများကတော့29ခေါက်ပြန်ရွတ်လိုက်ပါ29ခေါက်ပြန်ရွတ်ပြီးတာနဲ့မိတ်ဆွေများသတိထားမိပါမှာလှုပ်ထားတဲ့အလုပ်လေးတွေအဲ့တော့ငွေတွေ အဆက်မပြတ်ဝင်လာတယ်ဇေယောင်းနဲ့မိတ်ဆွေဇေယောင်းတွေတအားကောင်းလာတယ်လက်တွေအရန်ပွင့်လာတယ်အဲ့တော့ကျွန်တော်တွေအလောက်ကန်လှုပ်တဲ့မိတ်ဆွေများလက်ကစားပဲဖြစ်ဖြစ်ကျွန်တော်ဒါလေးကိုစမ်းသပ်ပြီးပါပြီတကယ်စွမ်းနဲ့ဇေယောင်းနဲ့မိတ်ဆွေတွေဇေယောင်းတွေကောင်းတယ်ဇေမြောင်းမှုပြကျွန်တော်တို့ကလက်ကစားတလားပြီးမှတစ်ခါလှုပ်ရလာဆိုပြီးအဲ့ဒါကိုယူပြီးသွားတာဟိုလည်းရောက်တော့ကျွန်တော်တွေလက်ဆောင်တွေရတယ်ဖုန်းနဲ့တွေရတယ်အဲစားပြီးမှတော့ဂျာပုတ်တွေရတယ်အဲ့လိုမျိုးလေငွေတွေ ဘယ်မှမသိဘူးအဲ့လိုကြံဖန်ပြီးတော့တယောက်မို့တယောက်ကတည်းကကိုယ့်ကိုကြံဖန်ပြီးကိုယ့်စီရောက်လာစီတယ်အဲ့ဒါပြီးပြီးယူပြီးပြီဆိုတာနဲ့ဒီမှယူပြီးဆိုတာနဲ့ကိုယ့်ပစံတဲ့ကိုပြန်ထက်ကိုယ့်ကိုပြန်ပြီးတော့တင်သွားလို့ရပါပြီအဲ့တော့ကျွန်တော်တွေဒီဟာလေးကိုကျွန်တော်တွေကကျွန်တော်တနေ့၃ချိန်ယူပေးမနေ့တစ်ချိန်ရဲ့နေ့လည်တစ်ချိန်ရဲ့ညနေတစ်ချိန်ရဲ့အဲ့တော့ကျွန်တော်တွေဒီဟာလေးကို24နာရီအတွင်းမှာအစွမ်းပြတယ်ဗျအဲ့တော့မိန်းစမရွတ်ကြည့်ပါနေ့တိုင်းလက်ပွင့်ခြင်းနေ့တိုင်းဝင်ဝင်ခြင်းနေ့တိုင်းရွတ်ပါ တကယ်သိတာပါတယ်မိတ်ဆွေများလည်းစမ်းကြည့်ပါပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်မိတ်ဆွေ၅ဦးစမ်းကြည့်တာ၅ဦးတလုံးကအဆင်ပြေတယ်နောက်ထပ်၅ဦးထပ်စမ်းခိုင်းတော့၄ဦးအဆင်ပြေတယ်အဲ့တော့ကျွန်တော်တွေ၁၀စမ်းခိုင်းတာ၉ဦးအဆင်ပြေတော့သူကတွေ့ရတယ်ဒါကြောင့်မိတ်ဆွေများလည်းစမ်းသက်လို့ရပါတယ်အဲ့တော့ဒီနံပါတ်ရဲ့တချို့မေးကြလိမ့်မယ်ဘာလို့မှမလုပ်ဖက်နေအောင်ငွေဝင်ပါမလားဆိုပြီးတချို့မေးကောင်းမေးကြလိမ့်မယ်မှန်တာပေါ့ဗျာဘာမှလုပ်မလုပ်ပနေတော့ငွေမဝင်ဘူးပေါ့ဒါပေမဲ့ချွင်းချက်အနေနဲ့ အဲ့နေတော့ငွေဝင်တဲ့သူတွေအများကြီးရှိတယ်နော်အဲအဲ့နေတော့ငွေတွေကတလောစီးစီးနေတဲ့ငွေတွေဝင်တဲ့သူအများကြီးရှိတယ်အဲအလုံးကကိုယ်ခန်းခဏတဲ့ကိုယ်ကိုယ်အသိပညာနဲ့ကိုယ်ပေါ့နော်ဥပမာတရားဝင်မဲ့လူကဒီဒီတရက်ထဲနဲ့သိန်းတရားဝင်မှာသူသိန်းတရားဝင်မယ်ဒီတရက်ထဲနဲ့သိန်း50ဝင်မှာသိန်း50ဝင်မယ်ဒီတရက်ထဲနဲ့300ဝင်မှာ300ဝင်မယ်သူ့ကံအလိုက်သူ့ရဲ့ကျွန်တော်ရေလုပ်ငန်းပေါ်မူတည်ပြီးတော့အဲသူ့ရဲ့ကံအလိုက်ကျွန်တော်အထိုက်အလျောက်တော့ငွေမောက်တော့ကွာသွားနိုင်တာပေါ့ဗျာဒါကြောင့်မလို့ ဘာလို့မှမလုံရောဝင်ဝင်လားဆိုပြီးတော့လာမေးတဲ့မိတ်ဆွေများလဲရွတ်ကြည့်ပါမိတ်ဆွေများဟိုထူးခြားတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ယုံကြည်မှုသာအတိတ်ကပါမယုံကြည်တော့ဘာမှမလုပ်တာကောင်းပါလေဗျာနော်ယုံကြည်ရွတ်လိုက်ပါဗျာကျွန်တော်ကျွန်တော်လည်းစမ်းသပ်ပြီးပါပြီကျွန်တော်တို့ကျွန်တော်လည်း အဆင်ပြေလို့မလို့မိတ်ဆွေများကိုအဆင်ပြေခြင်းနဲ့စိတ်ဆန္ဒအပြည့်နဲ့လာရောက်ပြန်လည်ပြီးများပေးတာဖြစ်ပါတယ်ကမိတ်ဆွေကိုနဲ့သားသမီးအားလုံးလည်းဝင်ဝင်လက်ပွင့်ကြပါသည်အယောင်းဝင်တွေကောင်းကြပါသည်စီဝါတွေတက်ကြပါသည်အလူတန်းတွေလည်းပြန်လည်လုံနိုင်ကြပါသည်ဗျယေရှုနာဇေမင်းနဲ့မိတ်ဆွေအားလုံးထူပဲကျေးဇူးတင်ပါတယ်မိတ်ဆွေများလည်းရုပ်ပတ်ပေါ်များလို့သောမန္တန်ခါရာလေးရှိရင်အဆင်မပြေတာမျက်ရှိမိခဲ့ပါနော်ကျွန်တော်ခုလိုပဲမျှဝေပေးပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ